နိုဘယ်ငြိမ်းချမ်းရေးဆုဟာသမ္မတထွန်းသာရှားတင်ကြောင်းရုရှားသမ္မတပူတင်ကပြောဆိုနေပြီးအဲ့ဒီလိုပြောဆိုချက်အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးထွန်းကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေပြန်ရေးနေပါလေရုရှားသမ္မတပူတင်ကပါပြောလဲဆိုတော့ငြိမ်းချမ်းရေးနိုဘယ်ဆုဟာတဲ့လူများစုယုံကြည်လက်ခံနိုင်မှုနဲ့ဩဇာရှိဝါပျောက်ဆုံးနေတယ်ဆိုပါလေနိုဘယ်ဆုချင်းမြေကော်မတီကလည်းကဘာကြီးငြိမ်းချမ်းရေးအတွက်စွမ်းဆောင်နိုင်ခြင်းမရှိသလို့ အဲ့ဒီလိုစွဆောင်နိုင်တဲ့ရှိတဲ့သူတွေကိုစူချင်းမြင့်လျက်ရှိတယ်လို့ဆိုပါတယ်။တမနာထရန့်ဟာငင်းချင်းလိုပဲစူချင်းမြင့်ဖို့ထိုက်တန်သူဖြစ်ကြောင်းသာသဖြင့်ထောက်ခံစကားပြောခဲ့တယ်လို့သိရပါတယ်။ပူတင်နေနဲ့ဘာကြောင့်အဲ့ဒီလို ထောက်ခံစကားပြောတာလဲဆိုတာဟုတ်မဟုတ်ရုရှားဘက်ကတော့ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ထရန့်လိုချင်နေတဲ့ငင်းချင်းလိုပဲစူချင်းကိုဗင်နီဇွဲလာရဲ့အတိုက်ခံကောင်းဆောင်မာရီယာကော်ရီနာမာရှာတို့ကရရှိသွားပါတယ်။ ထွန်းကတော့ငင်းကြေးရင်ထက်နိုင်ငံရေးကိုကူစားပေးတယ်ဆိုပြီးပြောနေပါလေအင်ဖြူတော်ကထုတ်ပြန်လာပါမာရှာလိုကမကြသေးခင်ချိန်မှာလက်တင်အမေရိကမှာရှိတဲ့ရတားတွေရဲ့တတိရှိမှုကို ဖော်ပြတဲ့ထူးခြားဆုံးစံနမူနာတွေကဒူဖြစ်နိုဘယ်ကော်မတီကချီးကျူးပါလေဗီနီဇွဲလာပြည်သူတွေအတွက်ဒီမိုကရေစီခွင့်ရပြည်သူမှာမစုံမနစ်သူမရဲ့ကျိုးပန်းလို့ဆောင်မှုကိုကိုယ်ယူကြောင်းပြောပါလေ နိုင်ငံအများစုကအတိအမှတ်မပြုတဲ့တက်တန်းစနစ်နဲ့ကြာလက်ရှိအုပ်ချုပ်နေတဲ့ဗီနီဇွဲလားသမ္မတမာဒူရိုကိုမာချာလိုဟာဆက်ကျင်လှရှာမှု နှစ်ပေါင်းများစွာ ဆောင်ရွက်နေတာဖြစ်ပါလေ။ဒီငင်းကြိုင်နိုဘယ်ဆုကိုသမ္မတထရန့်ကအများကြီးမျှော်လင့်ခဲ့ပြီးဆူရလိုတောင်အချိန်များစွာပုံမလလင်ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့လွှဲချော်ခဲ့ပါလေ။ထရန့်ကသူ့အနေနဲ့စစ်ပွဲခုနှစ်ပွဲအဆုံးသတ်ပေးခဲ့တဲ့လူသိရှင်ကြားပြောဆိုမှုတွေရှိနေပါလေ။သမ္မတ အင်ဖြူတော်ကတော့သမတ်ထမရခဲ့တဲ့နိုဘယ်ကော်မတီအဖွဲ့ဝင်တွေဟာငင်းချင်းရေးထက်နိုင်ငံရေးကိုဦးစားပေးကြောင်းဆိုရှယ်မီဒီယာမှာရေးသားခဲ့ကြပါလေ။သမတ်ထရဲ့ဆွတ်ဆောင်တဲ့သူမျိုးနောက်ထပ်ဘယ်တော့မှမရှိဘူးလို့အင်ဖြူတော်ကလည်းခြေထုတ်ထားပါလေ။သမတ်ထကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောဘဲခက်မဆစ်တာနေနေပါလေ။ အော်စလိုဘာဆုရှင်ဥပညာရှင်မှာဆုချင်ရေးကော်မတီကကမ္ဘာတော်မှာဒီမိုကရေစီဟာဆော့ရုပ်နေတယ်လို့တတိပေးပြောခဲ့ပါတယ်အခုနိုဘယ်ဆုရတဲ့မာရှာတို့ဟာဗီနီဇွဲလားနိုင်ငံထဲမှာပဲနှစ်ပေါင်းများစွာပုံအောင်နေထိုင်ခဲ့ပါတယ်အသက်58နှစ်ရွယ်မာရှာတို့အာနာရှင်စနစ်ကလေဒီမိုကရေစီနစ်စ်ဒေတရားမျှတပြီးငြင်းချစွာကူးပြောင်းနိုင်မှုရုံးကမှုအတွက်အသိမပြုခြင်းဖို့ဖြစ်ကြောင်းနိုဘယ်ဖွဲ့ကထုတ်ဖော်ပြောပါတယ် သူမရဲ့အသက်အန္တရာယ်ကိုအပြင်းထန်ချိန်ချုံနေမိနိုင်ငံထဲမှာဆက်လက်နေထိုင်ခဲ့တာဟာလူသားပေါင်းများစွာကိုစိတ်ခွန်အားပေးတဲ့ရွေးချယ်မှုဖြစ်ပါတယ်လို့ Nobel ဆုရွေးချယ်ကော်မတီကပြောပါတယ်။မာရှာဒိုဟာ2024ပြည်နေဇော်ရသမားယူကော့ဘမှာဝင်ရောက်ရှင်ပြန်ခွဲပြိပင်ခံရပြီးအဲ့ဒီယူကော့ဘမှာမာဒူရိုက၃ချိန်မြောက်အနိုင်ရခဲ့ပါတယ်။နိုင်ငံကတော့ဒီယူကော့ဘဟာလွတ်လပ်ပြီးတရားမျှတမှုမရှိကြောင်းပယ်ချခဲ့ပါတယ်။သူမကိုယ်တိုင်ဝင်ရောက်ရှင်ပြန်ခွဲပြိပင်ခံရပြီးမှမာရှာဒိုဟာ အတိုက်ခံတွေကိုအစားထိုးဝင်ရောက်ခဲ့တဲ့ဂွန်ဇာလက်ကိုထောက်ခံဖို့စီရင်ကြပါလိမ့်။ဆိုရထင်ထင်သားတဲ့ဗင်နီဇွဲလားယူကောက်ဝဲကော်မရှင်ကမာရူကိုအနိုင်ရသူဖြစ်ကြညာပေမဲ့မဲဆင်းနေရဂွန်ဇာလက်ဟာပြတ်သက်နိုင်ရရှိကြောင်းပြတ်သားခဲ့ပါလိမ့်။မာရူကသူမကိုဖမ်းမယ်လို့ကြင်ချင်းချောက်နေပေမဲ့မာရှာတို့ဟာပုံအောင်နေရာကနေဆက်လက်စီရင်လှုံ့ဆော်နေတာဖြစ်ပါလိမ့်။မရှာတော့အခုလို့ဆူရတဲ့အတွက်တုံလုံးအံအောင်ကြောင့်ဖော်ပြပြီးဒီဆူကလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့အော်မြင်မှုလို့ဆိုပါတယ် ကျမကလူတိုးတာဖြစ်ပါတယ်ဒီစုကိုတေချာပေါ့မထိုက်တယ်ပါဘူးလို့မာရှယ်တို့ကပြောပါတယ်နိုဘယ်ကော်မတီဆိုရခုနှစ်ငင်းချင်းစုအတွက်ကိုယ်စားလှယ်လောက်338ဦးမြည်စင်းတင်သွင်းခံရပေမဲ့အစင်လာရမြည်စင်းတင်သွင်းခံရသူနံပါတ်ကို250ကြာအထိထုတ်ဖော်ပြောမှာမဟုတ်ဘူးလို့ဆိုပါတယ်မာရှာလိုအနိုဘယ်ဆုရသမတ်တဲ့စံနှုန်းများအားလုံးနဲ့ကပ်ညီကြအောင်နာဂတ်မျိုးလင့်ချက်ကိုပုံဖော်သူဖြစ်ကြောင်းနိုဘယ်ဆုရွေးချယ်ကော်မတီကပြောသွားပါတယ် ထရမ့်ကတော့နိုဘယ်ဆုရဖို့အတွက်တော်တော်လေးကိုဖြစ်တဲ့ချိန်နဲ့နေနေသေးတယ်လို့စုရွေးချယ်ကော်မတီကဆိုပါတယ်။နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်။ ဂါဇာစစ်ပွဲပြီးဆုံးသွားပြီလို့အာမခံကြေရရှိတာကြောင့်ဟာမတ်စ်ကပြောပါတယ်။ဟာမတ်စ်ဖွဲ့ဟာဂါဇာကမ်းမြောက်စစ်ပွဲထရရဆုံးသက်သွားပြီလို့ American Arabic League ဖြန့်မြည်သူတွေစီကအာမခံကြေရရှိထားပြီဖြစ်ကြောင်းပြည်ပရောက်ဂါဇာကြီးကဲကပြောပါတယ်။ပြည်ပရောက်ဂါဇာကြီးကဲအယ်ဟီယာကဟာမတ်စ်ဖွဲ့ဟာပြည်သူတွေပေါ်ရန်လိုမှုတွေနဲ့စစ်ပွဲဆုံးသက်ဖို့အမြဲတမ်းပြစ်ခတ်ရစေရေကိုစတင်ကောင်းတဲ့ပုံဖို့ဝင်ရောက်သိမ်းပိုက်ထားတဲ့တပ်တွေစုခွာရေး အကူအညီတွေဝင်ရောက်ခွင့်လမ်းကြောင်းနှစ်ဖက်လုံးမှာ Rafa ဖြတ်ကျော်ကိဖွင့်လှစ်ပေးခြင်းတွေအတွက်သဘောတူညီမှုရရှိထားကြောင်းဒီကနေ့မှကြေညာပါတယ်။ဒါပြင်ကျင်းသားလေးလေးရမှာလည်းထောင်းတသက်ချမှတ်ခံရတဲ့သူရဲကောင်ပါလက်စတိုင်းကျင်းသား250နဲ့အတူဂါဇာကမြောက်မှာဖမ်းခံရတဲ့အကျဉ်းသား1900ပြင်ကလေးတွေနဲ့မျိုးသမီးအားလုံးကိုလွတ်ပေးဖို့သဘောတူညီမှုရခဲ့တယ်ဆိုပါတယ်။ပြန်ပြေးပေးတဲ့ညီနောင်တွေနဲ့ American ဆိုရစီကအမခံချက်ရရှိတာပြီးအားလုံးကလည်းစစ်ပွဲလုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်းတီးပြူတယ်လို့ဆိုပါတယ်။ ဟာမတ်စ်နဲ့လက်မှတ်ထိုးပြီးအမေရိကန်ကဂျာဝဲဆောင်ရွက်ပေးတဲ့ဂါဇာကမ်းမြောင်ပြစ်ခတ်ရေးစီရင်တဲ့ဒဇာကန်လွတ်မြောက်ရေးစီစဉ်ကိုတီဗီပေါ်အစ္စရေးဆိုရဝန်ကြီးတွေဟာအော်တိုဘား9ရက်နေ့မှာစီဝေးစာကျင်းပပါတယ်ပြစ်ခတ်ရေးစီဟာဆိုရစီဝေးပြီး24နာရီအတွင်းအသက်ဝင်မှာဖြစ်ကြောင်းအစ္စရေးဆိုရပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်ကာဇာမာဖန်နာရဲ့ဒီဇာကန်နဲ့82နှစ်အရွယ်လွန်မြောက်လာမှဖြစ်ကြောင်းအစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ရဲ့အစည်းအဝေးပြီးမှပဲအစိုးရအစည်းအဝေးကိုဆက်လုပ်ပါလိမ့်။ကာဇာဒီဇာကန်နဲ့ကိုတနင်္လာနေ့မှာအင်္ဂါနေ့မှာပြန်လွှတ်ပေးသင့်တယ်လို့ မေဂန်သမလားထရန့်ကပြောလိုက်ပြီးအီဂျစ်ကလက်မှတ်ရေးလိုပွဲအခမ်းအနားကိုတက်ဖို့နဲ့အစ္စရေးလွတ်တော်ကိုမိန်ကုန်းပြောဖို့မျှော်လင့်ကြောင်းလည်းပြောကြားသွားပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါလိမ့်။သမလားထရန့်ရဲ့ဂါဇာငင်းကြင်းအစီအစဉ်ကြောင်းရုရှားအရထိပ်သီးဆွေးနွေးပွဲကိုဆိုင်းငံ့လိုက်တယ်လို့သိရပါလိမ့်။အော်ဘာ15ရက်နေ့မော်စကိုမှာကျင်းပမှုစီစဉ်ထားတဲ့ရုရှားအရက်ထီဒီဆွနဘတ်ကိုဆိုင်းငံ့ထားလိုက်ကြောင်းရုရှားဆိုရကပြောပါတယ်။လက်ရှိအရက်ဖွဲ့ချုပ်ဥက္ကရာအီရဲဝန်ကြီးချုပ်မိုဟာမက်ရှီယာအက်ဆူဒါနီနဲ့သမ္မတပူတင်ဖုန်းဆက်ဆက်သွယ်ဆွေးနွေးပြီးနောက် ဆွေလုပ်ဘဆိုင်ရမှုသဘောတူလိုက်တာပါအော်တိုဘားဒုတိယပတ်ထမအာရဂေါင်းဆောင်တွေကအမေရိကန်သမ္မတထရန့်ရဲ့ဂါဇာညင်းကျင်းအစီအစဉ်မှာပါဝင်ရမှာဖြစ်လို့မော်စကိုကိုလူကိုယ်တိုင်တပ်ဖို့မဖြစ်နိုင်တဲ့အတွက်ဆွေလုပ်ဘဆိုင်ရလိုက်တာလို့ရုရှားဆွေရကသတင်းထုတ်ပါတယ်ရုရှားအာရဂေါင်းဆောင်ဒိုင်းနစ်စနုကမော်စကိုမှာအော်တိုဘား15ရက်နေ့ကျင်းပဖို့စီစဉ်ထားပြီးအာရဂေါင်းဆောင်အလုံးတပ်ဖို့ပူတင်ကဖိတ်ကြားထားတာပါအော်ဘာကိုရဲမော်ဒန်နက်ထရန့်ရဲ့ဂါဇာငင်းကျင်းအစီအစဉ်ပထမဆင့်အစ်ဇွန်နဲ့ဟာမတ်စ်ဖွဲ့သဘောတူခဲ့တဲ့လို့ နောက်ထပ်ငင်းကြေးရေးစီစဉ်တဲ့ဆက်လက်ကောင်းထည်ဖော်ဖို့လည်းသဘောတူလာတာဖြစ်ပါတယ်။ငင်းကြေးရေးစီစဉ်တဲ့ဆက်ပြီးတော့ကောင်းထည်ဖော်ဖို့အော်တိုဘာ၁၂နဝမဟုတ်၁၃မှာထရန့်ကိုတာအရှိလက်ပိုင်းကိုလာရောက်ဖို့ရှိနေတယ်လို့အာရဂေါင်းဆောင်တွေနဲ့လည်းဒေါ်နယ်ထရန့်နဲ့တူပါဝင်ဆောင်ရွက်မှာဖြစ်တယ်လို့အီရတ်သတင်းတွေမှာဖော်ပြပါတယ်။ဒါကြောင့်ရုရှားနဲ့ဆွေးနွေးပွဲကိုနောက်ဆုံးလိုက်တာလို့ဆိုပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။ပြည်ထောင်စုကြီးချုပ်စကီယာစတာမန်နဲ့အိန္ဒိယဝန်ကြီးချုပ်မော်ဒီတို့မွန်ဘိုင်းမှာတွေ့ပါတယ်။ ပြည်ဝင်ကြီးချုပ်ဟာပြည်ထောင်စုဝိုင်းလုပ်ငန်းရှင်တွေစုံအုပ်တည်ထွင်သူတွေတက္ကသိုလ်ဒုတိယဒီပတီတွေနဲ့ယဉ်ကျေးမှုကောင်တော်တွေလူတရာကျော်ပါတဲ့ကိုယ်စားလှယ်ဖွဲ့ဦးဆောင်ပြီးကွန်တိုရီနဲ့ခြားကိစ္စတွေဆွေးနွေးဖို့ရောက်ရှိလာတာဖြစ်ပါတယ်။အဲဒီအားနဲ့ပြည်ထောင်စုဟာဇူလိုင်မှာထင်ကြရကွန်တိုရီသဘောတူညီချက်လက်မှတ်ထိုးပြီးနောက်စီးပွားရေးနဲ့ကွန်တိုရီဆက်ဆံမှုတိုးချဲ့ဖို့ခုလိုတွေးဆမှုဟာတမိုင်းဝန်ခီးစဉ်ပဲလို့ဝန်ကြီးချုပ်မူရီကဆိုပါတယ် ညီကြောင်တို့ဆွေးနွေးတဲ့ကိစ္စထံမှာယူကရိန်းစစ်ပွဲရေးပါပါတယ်ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာပံ့ပိုးဖြစ်တဲ့ရုရှားရုပ်ကြင်လောင်စာတွေကိုအိန္ဒိယကဆက်လက်ဝယ်ယူနေပါတယ်ပြည်တော်ကြောက်ကီယာစတာမာကတော့ယူကရိန်းမှာတရားမျှတပြီးရေရှည်တည်တဲ့နဲ့ညီကြောင်ရေးလိုအပ်ချက်တွေကိုအင်ဒိုပစိဖိတ်ဒေသတည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်ရာသီဥတုနဲ့စွန့်ရင်တို့လိုအရေးကြီးတဲ့ဒေသတွေမှာပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းရုပ်ကြင်လောင်စာစီမိခုမှုကလည်းရုံးထွက်မှုလိုတယ်လို့မိုဒီနဲ့တွေ့စဉ်တိုက်တွန်းခဲ့ပါတယ် ်မိုရီယာသူ့ကိုယ်သူပူတင်မိတ်ဆွေဖြစ်ပုံခေါ်ထားပေမဲ့ယူကရိန်းစစ်ပွဲတွေ့ဆုံဆွေးနွေးရေးတန်ကင်းနမကင်းနဲ့ဆုံးသဖို့ဆန္ဒရှိတယ်ပြောပါလိမ့်အိန္ဒိယခီးစင်ဟာနိုင်ငံစီးပွားရေးဆိုင်ရာဆက်ဆံရေးနဲ့ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်ဖို့တာဖြစ်ပြီးအိန္ဒိယအတွက်ဗီဇာစီးပွားကိုဖြေလျှော့မှာမဟုတ်ဘူးလို့အိန္ဒိယခီးစင်မတိုင်ခင်မှာပြည်ထောင်စုချုပ်ကထုတ်ဖော်ပြောပါလိမ့်အိန္ဒိယနဲ့ကုန်သွယ်မှုယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးတိုးတက်ဖို့အတွက်ကြည့်မှားတဲ့အခွင့်အလမ်းရှိတဲ့အောင် စကီယာစတာမကဆိုပါတယ်။နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။ ဗီယက်နမ်မှာစံချိန်လေးရည်ကြီးမှုကြောင့်လမ်းများရေမြုံနေပြီးလူထောင်ပေါင်းများစွာတုံ့နေနေပါတယ်။စံချိန်လေးရည်ကြီးမှုကြောင့်ဗော်ဂူနိကဗီယက်နမ်ရှိလမ်းတွေနဲ့အင်းအင်းတွေရေမြုပ်သွားပြီးလူပေါင်းထောင်ပေါင်းများစွာအတောင်တင်ကအနည်းဆုံးလူ၈ဦးနဲ့သေဆုံးခဲ့ပါတယ်။မြို့တော်ဟန်နွမ်ရဲ့မြောက်ဘက်ကီလိုမီတာ80မိုင်90กว่าမှာရှိတဲ့ထိုင်းငွေဆိုတဲ့မြို့မှာနေရာအများအပြားကားတွေနဲ့အိမ်ခေါင်းမိုးတွေထိရေမြုပ်ခဲ့ပြီးလူတော်တော်များများအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်။အများအပြားလည်းတောင်းတင်ကြရပါတယ်။ ဗီယက်နမ်မြောက်ပိုင်းတောင်ထူတဲဒေသမှာတနင်္လာနေ့ကလေးကရုတ်တရက်ရေကြီးမှုပြုံမှုကြောင့်လူရှိဦးသေပြီးခြံငါးဦးလည်းပျောက်ဆုံးသွားတယ်လို့သမောပဝဉ္ဇင်ထင်းသိမ်းဝန်ကြီးဌာနကပြောပါတယ်အသက်68ပြီဘဝမှာဒီလောက်ကြောက်စရာကောင်းတဲ့ရေကြီးမှုမျိုးမကြုံမှုသေးဘူးလို့ပြည်သူလူထုကပြောပါတယ်ဒီနေရာမှာတခါမှရေမကြီးဘူးခုတော့ကျွန်တော်တို့အိမ်ငင်းကြီးတဲ့အောင်မြုပ်သွားပြီလို့ဆိုပါတယ်တဖို့ဝဲ3000ကိုကေဇေးနဲ့ထောက်ပံ့ကူညီအတွက်ဆစ်လွတ်ထားပြီးလှေထောင်ပေါင်းများစွာလည်းပံ့ပိုးထားတယ်လို့စစ်တပ်ကပြောပါတယ် ရေအသင်စာခေါဆွဲချုပ်ထုတ်ကိတ်ချောက်နုနဲ့အသက်ကအင်ဂျီဆွတ်ဆွပေါင်း၄တန်ကိုရဟရင်၃စင်းနဲ့လန်ဆန်းပြည်နယ်မှာရှိတဲ့ရေကြီးတဲ့နေရာတွေမှာချပေးခဲ့ပါတယ်အင်္ဂါနေ့နောက်ပိုင်းမှာဗိုလ်ထုနေအတွင်းနိုင်ငံမြောက်မှာရှိမြကြီး၃စင်းမှာနှစ်ပေါင်း၄၀အတွင်းအမြင့်ဆုံးရေဆန်းခြင်းနေခဲ့ပါတယ်တရုတ်နဲ့နံနမရက်ဆက်နေတဲ့လန်ဆန်းပြည်နယ်မှာရှိတဲ့ထုံမြေရေကမြင့်တက်ခဲ့ပြီးစန်းခြင်းတဲ့၆ပေခွဲနီးပါးမြင့်တက်ခဲ့ပါတယ်ဘဲလက်တောင်းမြေဒီလဲ1986နောက်ပိုင်းမတုံစဘူးရေမှတ်တိမြင်ခဲ့ပါတယ်။အဲ ထိုင်းဝင်မျိုးကိုဖျက်သက်ဆင်းသွားတဲ့ကောင်းမြစ်ကလည်းအရင်စနေနေ့မှုတဲ့ရေမှတ်ထက်တမီတာကျော်မြင့်တက်နေပါလေထိုင်းဝင်ကောင်းပန်းလမ်းဆန်းပြည်နယ်မှာရှိတဲ့ဆူမျိုးသားချင်းတွေနဲ့မိတ်ဆွေတွေကလည်းလျှက်စစ်မှုတွေဖျက်တောက်နေပြီးစားစရာလည်းအနေငယ်သာရှိလို့ကုညီကြပါဆိုပြီးတော့ရေးတင်နေပါလေအင်္ဂါနေ့မော်လမိုင်ကကျိုးသွားတဲ့တမန်အောက်ဘက်ရှိလမ်းဆန်းပြည်နယ်မှာနေထိုင်တဲ့မိသားစု၂၀၀ကျော်လည်းဘေးလျော်ကိုရွှေ့ပြောင်းပေးထားပါလေရှီအားလျက်ဆိတ်ဆိတ်အောင်မတ်တဲ့အစိပ်ပိုင်းတည်းဖြစ်တဲ့ဒီ တမန်ကြောင့်စီးပွားရေးဆိုရှယ်မှုကခံမှန်းကြီးဒေါ်လာ1.90ရှိပါတယ်။လူအားလုံးတဲ့ရာသီဥတုဖောက်ပြမှုကြောင့်တိုင်ဖုန်းမုန်တိုင်းကဲ့သို့အလွန်ဆိုးဝါးတဲ့ရာသီဥတုဖြစ်ပျက်တွေဖြစ်ပေါ်ပြီးလူသေပြောက်မှုများလာတာလို့သိပ္ပံပညာရှင်တွေကပြောပါတယ်။တိုင်ဖုန်းမုန်တိုင်းမန်မိုကြောင့်မိုးသီးထစွာရွာသွန်းလာရေကြီးခဲ့ပါတယ်။ဒီမော်တိုင်းဟာဗီယက်နမ်ကိုချင်းကပ်စဉ်တနင်္လာနေ့ကအားပြော့သွားပါလိမ့်။ဒါပေမဲ့မြောက်ပိုင်းမှာတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတော့ဖြစ်ပါလိမ့်။တိုင်ဖုန်းမုန်တိုင်းဘူဝါလွာကြောင့်လည်းနေရာအနှံ့ပြားရေကြီးပြီးတစ်ပတ်ကြာမှာတိုင်ဖုန်းမုန်တိုင်းမန်မိုဝင်ရောက်လာတာပါ။ ဝါရိုင်းမော်ဒန်ကြောင့်လဲသောလူ96ဦးသေဆုံးပြီးဒေါ်လာတန်း900ကျော်လောက်ထိခိုက်ခဲ့တယ်လို့သိရပါတယ်